မင်္ဂလာပါဒီနေ့တော့စီစုဆိုတဲ့ရုပ်ရှင်ကြောင်းကိုအကျဉ်းချုပ်ပြီးတင်ဆက်သွားမှာပါဒီရုပ်ရှင်ကအရှင်မျိုးစားဖြစ်ပြီးကြမ်းတမ်းရက်ဆက်ပြီးလက်တွေ့မကျတဲ့အနေအထားတွေလည်းပါပါတယ်ဒရိုက်တာကပရိသတ်ကိုဖျော်ဖြေမှုအပြည့်အဝပေးဖို့ရည်ရွယ်ပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပရိသတ်တွေကလည်းစိတ်ပန်းဖြေတဲ့အနေနဲ့ကြီးစုတင်ပါတယ်ဒီရုပ်ရှင်ထဲမှာဒုတိယကမ္ဘာစစ်ပြီးကာလမှာရွှေတွေအများကြီးတူးဖော်ရရှိခဲ့တဲ့ဖိုးကြီးတယောက်ရဲ့အကြောင်းကိုပြောပြထားပါတယ်သူကမြို့တွေကဘန်မှာရွှေတွေကိုငွေသားနဲ့လဲလှယ်ဖို့စူးစမ်းခဲ့ပါတယ် ဒါပေမဲ့အဲ့ဒီချိန်ကဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးကာလဖြစ်တာကြောင့်ချွေတူးရတဲ့နေရာကနေမြို့တွေကဗန်ထီကိုတွားရတာကအရန်ခက်ခဲပါတယ်လမ်းတစ်လျှောက်မှာစစ်ရှုံးပြီးရှုံးမဲမဲနေကြတဲ့နာဇီဂျာမန်စစ်သားတွေကိုမကြာခဏကြုံတွေ့ရတာကြောင့်ပါပဲစီဆူဆိုတာဟာဓာတ်ရိုက်ပြန်ဆိုလို့မရတဲ့ဖင်လန်ဘာသာစကားတစ်ခုမှာစီဆူဆိုတာကဘယ်လိုမှမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ရဲရဲမှုဇွဲလုံးလပြင်းပြတဲ့ဆုံးဖြတ်ချက်နဲ့မကြောက်မရွံ့စွန့်စားမှုကိုဆိုလိုပါတယ်မျောလင်းချက်တွေအလုံးဆုံးရှုံးသွားတဲ့အခါ နောက်လှည့်ကြည့်လို့ကြောပဲကျန်တဲ့အခါမှာစီစုကပေါ်ထွက်လာတတ်ပါတယ်1944ခုနှစ်ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီးမှာဖင်လန်နဲ့ဆိုဗီယက်ယူနီယံတို့ဟာမော်စကိုငြိမ်းချမ်းရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်အဲ့ဒီစာချုပ်ထဲမှာဖင်လန်ကနာဇီဂျာမန်တွေကိုလက်နက်ဖြုတ်သိမ်းပြီးနိုင်ငံမြောက်ပိုင်းကနေမောင်းထိုးရမယ်လို့ပါရှိပါတယ်နာဇီတွေကတော့အပြန်လန်အားဖြင့်လမ်းတွေတံတားတွေရွာတွေနဲ့မြို့တွေကိုမီးရှို့ဖျက်ဆီးတဲ့စစ်ခွေးနှီးပြူဟာကိုအသုံးပြုပြီးတုံ့ပြန်ခဲ့ပါတယ် ဥရောပမြောက်ပိုင်းကနတ်ရှိုင်းတဲ့တအုပ်ရဲ့တစ်ဖက်မှာစစ်ပွဲကိုကြောခိုင်းပစ်ခဲ့သူတို့ရှိနေခဲ့ပါတယ်။သူကစစ်ပွဲတွေကိုဘယ်တော့မှပြန်မဝင်တော့ပါဘူး။မျက်စိတစ်စုံကျေပြန့်တဲ့ကွင်းပြင်ထဲမှာဖိုးကြီးတယောက်နဲ့သူ့ရဲ့အမွှေးဘွားခွေးလေးတစ်ကောင်တို့ဟာချောင်းငယ်လေးတစ်ခုနားမှာရွှေရှားဖွေနေပါတယ်။အဲ့ဒီနေ့မှာအဖိုးကြီးကကန်ကောင်းခဲ့ပုံလဲရပါတယ်။လေနူးအေးလေးတွေတိုက်ခတ်ပြီးငိမ့်ချမ်းတဲ့ပတ်ဝန်းကျင်မှာအဖိုးကြီးရဲ့ဝမ်းတာအားရအော်လိုက်တန်ကဖုံးလွှမ်းသွားပါတယ်။အချိန်တွေအများကြီးကုန်ဆုံးခဲ့တဲ့အချိန်အဖိုးကြီးဟာအဲ့ဒီနေရာမှာပဲနေထိုင်ကြောင်းပြသထားပါတယ်။ ူဟာမွန်ဂိုလူမျိုးတွေလိုမျိုးတဲငယ်လေးတခုကိုပိုင်ဆိုင်ပြီးခွေးတကောင်မြင်းတကောင်နဲ့အဖော်ပြုတ်နေထိုင်ပါတယ်ဒီအရာတွေအားလုံးဟာအငိမ့်စားယူထားတဲ့အဖိုးကြီးတယောက်ရဲ့အေဂျန်တွေဘဝနဲ့လိုက်ဖက်လှပါတယ်ဒါပေမဲ့1944ခုနှစ်ရဲ့ဇလန်းကိုရိုက်ပြထားတာဖြစ်တဲ့အတွက်စစ်ပွဲကမပြီးဆုံးသေးပါဘူးတိုက်လေရင်အများပြားဟာသူ့ခေါင်းပေါ်ကနေဒရဇက်ပြန်တန်းနေကြတာကရှေ့မှာတိုက်ပွဲကြီးတစ်ခုရှိနေတယ်လို့ဖော်ပြနေပါတယ်ကျွန်တော်တို့ရဲ့အဖိုးကြီးကတော့ဘာကူမှစိတ်မဝင်စားပါဘူးသူကသူ့ဘဝကိုဆက်လက်ရှင်သန်ပြီးရွှေတူကိုပဲဆက်ချနေပါတယ် ။ဒီနေ့မှာတော့ကန်ဆိုးချင်းတွေကမျက်နှာဖုံးဆွပြီးရောက်လာကြပါတော့တယ်။အဖိုးကြီးကရွှေကြောကြီးတစ်ခုကိုမတော်တဆတွေးရှိလိုက်တာကြောင့်ရွှေအများကြီးကိုတူးဖို့ရရှိခဲ့ပါတယ်။ဒီလောက်များပြားတဲ့ရွှေတွေကိုတွေးရှိလိုက်မယ်လို့သူမမျှော်လင့်ခဲ့ဘူးပါဘူး။အဖိုးကြီးကခဏလောက်အံ့အားသင့်သွားပြီးနောက်ဝမ်းသာအားရငိုကြွေးလိုက်မိပါတယ်။သူက ရွှေတွေကိုတူးဖို့ပြီးရေချိုးအဝတ်စားလဲကချက်ချင်းထွက်ခွာဖို့ပြင်ဆင်ပါတယ်။သူရဲ့ရီမန်းချက်ကတော့မြို့တွေကဘန်ကိုသွားပြီးရွှေတွေကိုငွေသားနဲ့လဲလှယ်ဖို့ပါပဲ။အဖိုးကြီးခီးဆက်လာတဲ့အခါမှာ လမ်းမှာဂျာမန်စစ်သားအုပ်စုတစုနဲ့ဆုံတွေ့ခဲ့ပါတယ်။အဲ့ဒီကောင်တွေကတော့မြို့တွေရွာတွေကိုမီးရှို့ဖျက်ဆီးနေတဲ့စစ်ခွေးတွေပဲဖြစ်ပါတယ်။အဖိုးကြီးရောက်လာတာနဲ့ဂျာမန်စစ်သားတွေကကားတွေကိုရက်ပြီးဘာမှမလုပ်ဘဲအဖိုးကြီးကိုညင်ငိမ်လေးကြည့်နေကြပါတယ်။လောင်ပြောင်ရီမောတန်တချို့နဲ့ရန်လိုတဲ့အကြည့်တွေနဲ့စိုက်ကြည့်နေကြတာပါ။အဖိုးကြီးကခက်တီတီပဲမြင်းကိုဆက်စီးသွားခဲ့ပါတယ်။သူကဂျာမန်တွေရဲ့ကုန်တင်ကားထဲမှာဖင်လန်မျိုးသမီးတစုကိုလည်းတွေ့ခဲ့ပါတယ်။ ဂျာမန်စစ်သားတွေကဖင်လန်အမျိုးသမီးတွေကိုလိမ်ပိုင်းဆိုင်ရာဖျော်ဖြေရေးအတွက်ဖမ်းဆီးထားကြောင်းရုပ်ရှင်ကပြသထားပါတယ်။ဂျာမန်တွေရဲ့တင့်ကားနာကိုရောက်တဲ့အခါမှာတပ်မှုတယောက်ထိုင်နေတာကိုတွေ့ရပါတယ်။အဖိုးကြီးနဲ့တပ်မှုနှစ်ဦးစလုံးတယောက်ကိုတယောက်စကားမပြောဘဲစိုက်ကြည့်နေကြပါတယ်။တက်ချက်တယောက်ကသူ့ရိုင်ဖယ်ကိုအဖိုးကြီးစီချိန်ပြီးတပ်ပစ်ဖို့အတွက်ပြင်ဆင်လိုက်ပါတယ်။ဒါပေမဲ့တပ်မှုကသူကမြင်းစီပြီးတေချင်းတရားစီသွားနေတာငါတို့သူ့ကိုတတ်เสียရမလို့ပါဘူးလို့ပြောလိုက်ပြီးစစ်သားအလုံးကိုရှေ့ကိုခြစ်တက်ဖို့အမိန်ပေးခဲ့ပါတယ်။ အဲဒီနောက်အဖိုးကြီးကမြင်းစီးပြီးမြို့တမျိုးကိုရောက်လာခဲ့ပါတယ်။လမ်းဘေးဝဲရမှာဂျာမန်စစ်သားတွေခြံထားခဲ့တဲ့ရက်စက်မှုတွေပဲရှိနေပါတယ်။အဖိုးကြီးကဘာမှမပြောဘဲပြည်ငိန်အိစရဲမျက်နှာထားနဲ့ပဲမြင်းကိုဆက်စီးသွားခဲ့ပါတယ်။နောက်ထပ်အချိန်နှဲငယ်ကြာပြီးတဲ့နောက်သူကကားပြတ်နေတဲ့ဂျာမန်စစ်သားအုပ်စုနောက်တစ်စုနဲ့ထပ်တွေ့ခဲ့ပါတယ်။ဒီဂျာမန်စစ်သားအုပ်စုကပထမအုပ်စုထက်ပိုပြီးရန်လုံနေတဲ့ပုံရပါတယ်။စစ်သားတယောက်ကအဖိုးကြီးကိုမြင်းပေါ်ကဆင်းဖို့ပြောပါတယ်။အဖိုးကြီးကလည်းကောင်းကောင်းမွန်မွန်ဆင်းပေးခဲ့ပြီးအဖိုးကြီးခင်ဗျားကဘယ်သွားမလို့လဲ ခမရသွားမယ့်လမ်းမှာဘာမှမရှိတော့ဘူး။ဘာတွေယူလာတာလဲပြဆန်း။ဂျာမန်စစ်သားကအဲ့ဒါလိုပြောပြီးမြင်းနဲ့သူ့ရဲ့ကိုကိုရှာဖွေခဲ့ပြီးနောက်ဆုံးမှာတော့ဖိုးကြီးယူလာတဲ့ရွှေတွေကိုတွေ့ရှိခဲ့ပါတော့တဲ့။ဂျာမန်စစ်သားတွေကအရန်ကိုဝမ်းတာသွားခဲ့ကြတာပါ။ဖိုးကြီးကလည်းဘာဆက်ဖြစ်မယ်ဆိုတာကိုသိနေတာကြောင့်သူကသူ့ခွေးကိုထွက်ပြေးဖို့အမိန်ပေးလိုက်ပါတဲ့။ဂျာမန်စစ်သားတွေကဒါကိုမြင်တော့ခွေးနောက်ကိုတနက်နဲ့လိုက်ပစ်ခဲ့ကြပါတယ်။တနက်တန်ကျောင်းရှေ့မှာရှိတဲ့ဂျာမန်စစ်သားအုပ်စုကလည်းကြားသွားပါတယ်။ တမ်မူးကအဖိုးကြီးတည်ပြီလို့တွေးပြီးသဘောကျသွားတာပါ။ဂျာမန်စစ်သားတွေကအဖိုးကြီးရဲ့နောက်ကျောကိုတနက်နဲ့ထောက်ပြီးဒူးထောက်ထားစမ်းရွှေတွေပေးတဲ့အတွက်တော့ကျေးဇူးတင်တဲ့အဖိုးကြီးလို့ပြောနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအဖိုးကြီးကသူ့ဆောင်ထားတဲ့ဓားနဲ့ဂျာမန်စစ်သားရဲ့ခေါင်းကိုချက်ချင်းထိုးသွင်းလိုက်ပါတယ်။ပြီးတော့သူကစစ်သားတွေကိုတယောက်ပြီးတယောက်တစွတ်စွတ်နဲ့ထိုးသွင်းပါတော့တယ်။ဂျာမန်စစ်သားတယောက်ကတနက်ပြစ်လိုက်ပြီးအဲ့ဒီတနက်တန်ကြောင်တမ်မူးကတစုံတရာမှားယွင်းနေကြောင်ချက်ချင်းသိသွားပါတယ်။ခဏလေးတွေးမှာပဲအဖိုးကြီးကတော့ ဲ့ဒီဂျာမန်စစ်သားအုပ်စုကိုရှင်းလင်းပစ်လိုက်ပါပြီ။အဲ့ဒီနောက်ချိန်နှဲငယ်ကြာပြီးနောက်တမူးရဲ့တင့်ကားဟာအပြည့်အပြည့်ဖြစ်ပွားခဲ့တဲ့နေရာကိုပြန်ရောက်လာခဲ့ပါတယ်။တင့်ကားရောက်လာတဲ့အခါမှာဂျာမန်စစ်သားအလောင်းတွေမြေပြင်မှာပြန့်ကျဲနေတာကိုပဲတွေ့ရပါတယ်။ဒါပေမဲ့အသက်ရှင်ကျန်ရဲသူတယောက်ရှိနေခဲ့ပါတယ်။သူကတမူးကိုရွှေတစားကိုပေးလိုက်ပြီးဒါကိုမြင်လိုက်တဲ့တမူးကသူ့စစ်သားတွေကိုအဖိုးကြီးရဲ့အနောက်ကိုတင့်ကားနဲ့လိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဒီနောက်အချိန်နှဲငယ်ကြာမြင့်ခဲ့ပြီးနောက်သူတို့တွေလိုက်မိလာခဲ့ပါတယ်။ တင်ကာကတနက်ကြီးအပါဝင်ဆက်တနက်တွေနဲ့အဖိုးကြီးကိုပစ်ခတ်ပါတယ်။ဒါကြောင့်အဖိုးကြီးလည်းမြင်းကိုစီးပြီးထွက်ပြေးရပါတယ်။ဒါပေမဲ့ကြာကြာမပြေးနိုင်ပဲနောက်ဆုံးမှသူ့ရဲ့မြင်းကမတော်တဆမိုင်းနေမိသွားပါတယ်။သူ့ရဲ့မြင်းမိုင်းနေမိပြီးနောက်ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့်မြင်းကချက်ချင်းသေဆုံးသွားခဲ့ပါတယ်။မြင်းရဲ့ခန္ဓာကိုယ်ကတစားစီကိုဖြစ်သွားတာပါ။အဖိုးကြီးကတော့တတ်ရှင်ခဲ့ပြီးကံကောင်းစွာနဲ့မြင်းရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကပေါက်ကွဲမှုရဲ့ဒဏ်ကိုကာကွယ်ပေးနိုင်ခဲ့ပါတယ်။အဖိုးကြီးကအယံဝန်းနေရပါပေမဲ့သူ့မှာပူဆွေးနေဖို့အချိန်မရှိပါဘူး။ အခုဆိုရင်တမူးရဲ့တင့်ကားကသူ့စီကိုနီးကပ်လာပါပြီအဖိုးကြီးကသူ့ရဲ့ဒဏ်ရာရနေတဲ့ခန္ဓာကိုယ်နဲ့အတင်းယုံပြီးမိုင်းခွေးထဲမှာပြန့်ကျဲနေတဲ့ရွှေတွေကိုကောက်ယူဖို့ကြိုးစားပါတယ်အခုဆိုရင်တော့တမူးနဲ့သူ့ရဲ့စစ်သားတွေဟာရောက်လာကြပါပြီ။ဂျာမန်စစ်သားတွေကဖိုးကြီးကိုဘာမှမလုပ်ဘဲရွှေတွေအကုန်ကောက်ယူတာကိုရက်ပြီးကြည့်နေကြပါတယ်။ရွှေတွေကောက်ပြီးမှတမူးကဖိုးကြီးကိုချက်ချင်းတတ်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲအဖိုးကြီးကကြောက်တုံးနဲ့ မိုင်းတလုံးစီကိုပစ်လိုက်တဲ့အတွက်ဘေးနားကတခြားမိုင်းတွေပါဇက်တိုက်ပေါက်ကွဲပြီးမိခိုးတွေကနေရာတစ်ခုလုံးဖုံးလွှမ်းသွားခဲ့ပါတယ်။တပ်မှုကအဖိုးကြီးကိုချက်ချင်းဝိုင်းပစ်ခတ်ဖို့အမိန့်ပေးပါတယ်။ဒါပေမဲ့မိခိုးတွေကအရန်ထူထဲတဲ့အတွက်ဂျာမန်စစ်သားတွေကအဖိုးကြီးကိုမမြင်နိုင်တော့ပါဘူး။အဖိုးကြီးကရွှေကျင်တဲ့ဒေအိုးကိုဒိုင်းဖြစ်သုံးပါတယ်။အဲ့ဒါကတန်နဲ့လှုပ်ထားတာဖြစ်ပြီးအဖိုးကြီးကိုကြည်စံတွေကနေကာကွယ်ပေးနိုင်ခဲ့ပါတယ်။အဲ့ဒီအရာတွေအားလုံးကြောင့်ပဲအဖိုးကြီးလည်းထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတော့တယ်။ အဲ့ဒီနောက်အဖိုးကြီးထွက်ပြေးပြီးတဲ့အခါမှာတမူးကအဖိုးကြီးကိုဆက်လိုက်ချင်ခဲ့ပါတယ်။ဒါကြောင့်သူကစစ်သားနှစ်ယောက်သုံးယောက်ကိုသူတို့ကိုယ်တိုင်ထောင်ထားတဲ့မိုင်းကွင်းထဲကိုဝင်ပြီးအဖိုးကြီးရှိမရှိစစ်ဆေးဖို့အမိန့်ပေးပါတယ်။ဒါပေမဲ့ရွေးချယ်ခံရတဲ့စစ်သားတွေပဲမိုင်းနှိမ့်ပြီးတိတ်ဆုံသွားခဲ့ကြပါတယ်။အဲဒါကြောင့်တမ်မှုကသူ့အစီအစဉ်ကိုပြောင်းလဲခဲ့ပါတယ်။သူကတက်ချက်ကိုဖင်လန်အမျိုးသမီးမျိုးကိုရွေးပြီးကျိုးနဲ့ချီကတင်ကားရှိကနေသွားခိုင်းမှုပြောလိုက်ပါတယ်။တက်ချက်ကအမျိုးသမီးတွေကိုခေါနေတော့မှတမ်မှုကဖိုးကြီးရဲ့လယ်ဆွဲဟာမြေပြင်မှာပြုတ်ကျနေတာကိုတွေ့လိုက်ပါတယ်။ အဲဒီနောက်မျိုးသမီးနှစ်ယောက်ကိုရွေးချယ်ပြီးတင်ကားရှိကနေသွားခိုင်းခဲ့ပါတော့တယ်။ခီးစဉ်တွဲမှာတံမူးကအဖိုးကြီးရဲ့ဆွဲကြိုးကိုရရှိခဲ့တာကြောင့်သူကတက်ချက်ကတဆင့်ဗိုလ်ချုပ်စီကိုဒီနာမည်နဲ့အချက်လက်တွေကိုရေဒီယိုနဲ့မေးမြန်းခိုင်းပါတယ်။တက်ချက်ကဗိုလ်ချုပ်ကကျုပ်တို့ကိုဖင်လန်ကနေချက်ချင်းထွက်ပြီးနော်ဝေးကိုပြန်သွားဖို့အမိန့်ပေးလိုက်ပြီလို့ပြောပါတယ်။တံမူးကဒီကောင်ကကျုပ်တို့လူခုနှစ်ယောက်ကိုတတ်ခဲ့တယ်ဆိုတာမင်းဗိုလ်ချုပ်ကိုပြောပြီးပြီလားလို့ပြန်မေးပါတယ်။တက်ချက်ကပြောပြီးပါပြီ။ဗိုလ်ချုပ်ကကျုပ်တို့ကံကောင်းတယ် ခုနှစ်ယောက်ပဲကြတာအရင်ကန်ကောင်းတယ်လို့ပြောခဲ့ပါတယ်ဆိုပြီးပြန်ဖြေပါတယ်။တက်မှုကရှုပ်ထွေးတဲ့မျက်နှာနဲ့ကြည့်နေခဲ့ပါတယ်။တက်ချက်ကအဲ့ဒီဆွဲကြိုးပေါ်ကနာမည်အရအဲ့ဒီအဖိုးကြီးကဖင်လန်ရဲ့အကောင်းဆုံးတိုက်ခိုက်ရေးဖွဲ့ဝင်ဖြစ်ခဲ့မှုပါတယ်။ဘိုလ်ချုပ်ကအဲ့ဒီအဖိုးကြီးကအရင်ကျန်းတဲ့သူနဲ့မထီတွေ့ချင်တယ်လို့ပြောပါတယ်။သူကဆောင်းရသည့်စစ်ပွဲမှာတိုက်ခိုက်မှုတဲ့အပြင်သူ့အိမ်နဲ့မိသားစုကိုအဲ့ဒီစစ်ပွဲမှာဆုံးရှုံးခဲ့ရတယ်။အဲ့ဒီနောက်မှာတော့အမျိုးကြီးတဲ့ရန်အလိုဆုံးစစ်သားတယောက်ဖြစ်လာခဲ့တယ်။သူကဘယ်သူရဲ့အမိတ်ကိုမှမနာခံသလို့ ဖင်လန်လူမျိုးတွေကသူ့ကိုထိန်းချုပ်ဖို့စ조사ကြပေမဲ့မလုံနိုင်တော့ဘူး။နောက်ဆုံးတော့သူတို့ကသူ့ကိုရုရှားစစ်သားတွေကိုလိုက်လံရှာဖွေဖို့တောထဲကိုတယောက်တည်းပို့လိုက်တာ။ပြီးတော့သူဟာတကိုယ်တော်လူသက်တက်ဖွဲ့ဖြစ်လာတယ်။အစီရင်ခံစားတွေကအချက်လက်တွေအရသူကရုရှားစစ်သား300ကျော်ကိုတတ်ခဲ့တာ။ရုရှားတွေကသူ့ကိုမသေးနိုင်ဘူးလို့နာမည်ပြောင်ပေးထားကြတယ်။ဒါကြောင့်ဗိုလ်ချုပ်ကကျုပ်တို့ကိုအ мян ပြန်ခိုင်းနေတာဆိုပြီးပြောခဲ့ပါတယ်။ဒါပေမဲ့ရွှေအတွက်လောဘတက်သွားတဲ့တက်မှုကမပြောင်းနိုင်သေးဘူးနောက်ထပ်လအနေငယ်တွေမှာဂျာမနီကသစ်ရှုံးမှတည်ကြတယ် ါတို့ပြန်ရောက်သွားရင်မဟာမိတ်တွေကကြိုးပေးကွက်ပြက်လိမ့်မယ်အဲ့ဒါမျိုးကိုတော့ဘယ်တော့မှအဖြစ်မခံနိုင်ဘူးအဖိုးကြီးရဲ့ရွှေကငါတို့ရဲ့တခုတည်းသောအခွင့်အရေးပဲလို့ပြောပါတယ်တစ်ဖက်မှာတော့အဖိုးကြီးကမိုင်းပောက်ကွယ်မှုကထွက်လာတဲ့မိခိုးတွေကိုကာကွယ်ယူကာထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီးနောက်မှာဂျာမန်စစ်သားတွေဖျက်ဆီးထားတဲ့ကုန်တင်ကားတစ်စီးကိုတွေ့ခဲ့ပါတယ်သူကအဲ့ဒီနေရာကိုခဏတာအနားယူဖို့အသုံးပြုခဲ့ပါတယ်အဲ့ဒီမှာတော့အဖိုးကြီးဟာအခုဆိုရင်ဒဏ်ရာပြင်းထန်စွာရရှိနေကြောင်းကျွန်တော်တို့မြင်တွေ့ရပါတယ်အချိန်ဘယ်လောက်ကြာသွားတယ်မသိပေမဲ့ ်နောက်ဆုံးမှာတော့လိုက်လာတဲ့ဂျာမန်စစ်သားတွေရောက်လာခဲ့ပါပြီအဖိုးကြီးကကုန်တင်ကားအောက်မှာဝင်ပုန်းနေခဲ့ပြီးဂျာမန်စစ်သားတွေခေါ်လာတဲ့ခွေးကိုသတိထားမိသွားပါတယ်ဒီလိုဆိုရင်အခြေအနေကမကောင်းနိုင်ကြောင်းသူနားလည်လိုက်ပါတယ်သူကကုန်တင်ကားအောက်ကိုဝင်သွားခဲ့ပြီးအဲ့ဒီကုန်တင်ကားကဖင်လန်မျိုးသမီးတွေကိုတည်ဆောင်လာတဲ့ကားပါပဲအဖိုးကြီးကစီတိုင်ကီကိုဖျက်ဆီးပြီးစီတွေကိုသူ့ကိုပေါ်ကျစေခဲ့ပါတယ်ဂျာမန်ခွေးကသူ့ကိုအနံ့မခံနိုင်တော့မှာပါဂျာမန်စစ်သားတွေစီကိုတွေ့တဲ့အခါကုန်တင်ကားကိုချက်ချင်းရပ်တန့်စေပါတယ်။လမ်းပေါ်မှာစီတွေရှိနေတဲ့အတွက ခွေးကလည်းသူ့ကိုရှာမတွေ့နိုင်တော့ပါဘူးအဖိုးကြီးကအဲ့ဒီအခွင့်အရေးကိုအသုံးပြုပြီးထွက်ပြေးသွားခဲ့ပါတယ်ဂျာမန်စစ်သားတွေကဒါကိုလှမ်းမြင်တော့ခွေးကိုလိုက်ခိုင်းပါတယ်အဖိုးကြီးကမီးကြီးချစ်ပြီးသူ့တကိုယ်လုံးမီးလောင်သွားအောင်လှုပ်လိုက်ပါတယ်ပြီးတော့မြစ်တစ်ခုတည်းကိုပြေးဆင်းသွားခဲ့တာပါဂျာမန်စစ်သားတွေကသူ့အနောက်ကိုလိုက်ပစ်ခဲ့ကြပေမဲ့နောက်ကျသွားခဲ့ပါတယ်တမ်မှုကလူဆိုတာမသေးမျိုးတော့မဖြစ်နိုင်ပါဘူးသူအသက်ရှူဖို့လေးလိုမှာပဲရေပေါ်တက်လာတာနဲ့ရှင်းပစ်လိုက်ကြလို့ပြောပါတယ်အဲ့ဒီနောက်ခဏကြာအဖိုးကြီးပေါ်လာခဲ့ပါတယ် အဲ့ဒါကြောင့်တက်ချက်ကချက်ချင်းတနက်နဲ့ပြစ်ပါတယ်။ပဝင်းကျင်ကရေတွေကအနီရောင်ဖြစ်သွားတာကြောင့်အဖိုးကြီးတိတ်ဆုံးသွားပြီလို့ထင်ရပါတယ်။ဒါကြောင့်တံမူးကစစ်သားတွေကိုရွှေတွေသွားယူဖို့အမိန့်ပေးလိုက်ပါတယ်။စစ်သားတွေကအမိန့်တိုင်းလှိနေထွက်သွားခဲ့ကြပြီမဲ့ရေထဲရောက်တာနဲ့ကန်ဆိုးတဲ့ဂျာမန်စစ်သားတယောက်ချက်ချင်းအသက်ခံလိုက်ရပါတယ်။ပထမလူပြီးတော့ဒုတိယလူလည်းထက်ကြီးပါတယ်။တတိယလူကတော့ကြောက်လန့်သွားတာကြောင့်သူ့ရဲ့မြစ်တစ်ဖက်ခြမ်းကိုလှိနေထွက်ပြေးဖို့ကြိုးစားပါတယ်။ အဲ့ဒါကြောင့်တက်ချက်ကိုယ်တိုင်ပဲသူ့ကိုပြစ်တက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလေကကန်းကိုကတ်သွားခဲ့ပြီးဖိုးကြီးလည်းကန်းပေါ်ကိုတက်သွားပါတယ်သူကခုနကတေသွားတဲ့စစ်သားရဲ့ခန္ဓာကိုယ်ကိုတင့်ကားပေါ်ကပြစ်နေတဲ့တက်ချက်ရဲ့ကြည်စံတွေကနေကာကွယ်ဖို့အသုံးပြုခဲ့ပါတယ်အဲ့ဒါကကောင်းကောင်းလေးအလုပ်လုပ်ခဲ့ပါတယ်အဖိုးကြီးကိုဘယ်ကြည်စံမှမထိတ်မှန်ခဲ့ပါဘူးနောက်ဆုံးတော့အဖိုးကြီးကထတ်ထွက်ပြေးနိုင်ခဲ့ပြန်ပါပြီတမူးနဲ့သူ့ရဲ့လက်အောက်ငယ်သားတွေကအဖြစ်ပြက်ကိုမယုံနိုင်အောင်ဖြစ်သွားကြပါတယ်ဒီအဖိုးကြီးကတကယ်မသိနိုင်ဘူးလားဆိုပြီးတက်ချက်ကပြောနေခဲ့ပါတယ် ဒါပေမဲ့အဲ့ဒီချိန်မှာပဲအဖိုးကြီးရဲ့အမွှေးဘွားခွေးလေးကရုတ်တရက် ပြေးလာပါတယ်။တမူးရဲ့မျက်နှာကချက်ချင်းပြောင်းလဲသွားပြီးသူ့မှာရုံမှာပတ်ဆက်တဲ့အစီအစဉ်ကောင်းတစ်ခုရှိနေပုံရပါတယ်။အဲ့ဒီနောက်ညရောက်လာတဲ့အခါမှာအဖိုးကြီးကဂျာမန်စစ်သားတွေဖျက်ဆီးခဲ့တဲ့အပျက်စီးတွေကိုဖျက်ပြီးလမ်းလျှောက်ခဲ့ပါတယ်။နောက်တော့မြင်လိုက်ရတာကမြို့တစ်မြို့လုံးမီးလောင်ကျွမ်းနေတာပါ။အဖိုးကြီးကသူ့ရဲ့အစီအစဉ်ကိုပြောင်းလဲပြီးတခြားမြို့တစ်မြို့မှာရွှေတွေကိုငွေသားနဲ့လဲဖို့ဆက်သွားပါတယ်။သူကဆက်လက်ပြီးနှင်ခဲ့ပြီးနောက်ပျက်စီးနေတဲ့စီဆိုင်အဟောင်းတစ်ခုကိုရောက်လာပါတယ်။ အဖိုးကြီးကအဲ့ဒီနေရာမှာခိတ္တနားနေခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲသူ့ရဲ့ခွေးဟောင်းတန်ကိုကြားလိုက်ရပါတယ်။အဖိုးကြီးကအမြန်ပြေးထွက်ကြည့်တော့သူ့ရဲ့ခွေးကလေးပါပဲ။ဒါပေမဲ့ခွေးရဲ့ခန္ဓာကိုယ်မှာမိုင်းတက်ထားတာမြင်ရတာကြောင့်အဖိုးကြီးကမိုင်းကိုချက်ချင်းဖြုတ်ပစ်ခဲ့ပေမဲ့ပေါက်ကွဲတန်နဲ့အတူအရာအလုံးအမှောင်ကျသွားခဲ့ပါတော့တယ်။နောက်ဆုံးတော့တန်မှုရဲ့အစီအစဉ်ကြောင့်အဖိုးကြီးကိုလိုက်မိခဲ့ပြီးဒဏ်ရာပြင်းထန်နဲ့ရရှိသွားစေပါတယ်။သူကစစ်သားတွေကိုအဖိုးကြီးကိုကြိုးပေးလိုက်ဖို့အမိန်ပေးခဲ့ပြီးရွှေတွေကိုယူကာပျော်ရွှင်စွာထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့အဖိုးကြီးကမသေးဆုံးဘူးဆိုတာကိုသူတို့မသိလိုက်ပါဘူး။သူကတိုင်မာရှိတဲ့တန်ချောင်းကိုအသုံးပြုပြီးဒံရတဲ့ကိုထိုးသွင်းကသူ့ရဲ့ခန္ဓာကိုအလေးချိန်ကိုလွှဲပြောင်းပြီးမနဲ့ရောက်တဲ့အထိတင်းခံနေခဲ့ပါတယ်။နောက်နေမနဲ့ရောက်တဲ့အခါအဖိုးကြီးအိပ်ပျော်နေတုန်းမှဂျာမန်လေရင်တစ်စီးဆင်းသက်လာခဲ့ပါတယ်။လေရင်ရဲ့လေအားကြောင့်အဖိုးကြီးကိုကြိုးပိထားတဲ့အတိုင်ကတစ်ဖက်ဆောင်းသွားပါတယ်။ဂျာမန်စစ်သားနှစ်ယောက်ကလေရင်စီဖြည့်ဖို့စီရှာဖွေနေပုံရပါတယ်။တစ်ယောက်ကစီရှာနေပြီးနောက်တစ်ယောက်ကတော့ဆက်စုတဲ့အတွက်အဖိုးကြီးရဲ့အလောင်းသားကိုလာကြည့်လိုက်ပြီး ိုးကြီးမသေးသေးဘူးဆိုတာတွေးလိုက်ရပါတယ်။ဒီကောင်မသေးသေးပါလားဆိုပြီးပြောလိုက်တော့အခြားဂျာမန်စစ်သားတစ်ယောက်ကဒါဆိုသူ့ကိုရောခွေးကိုရောပြစ်တက်လိုက်လို့ပြောပါတယ်။ဒါပေမဲ့ဂျာမန်စစ်သားကအဖိုးကြီးကိုပြစ်ခတ်ဖို့လုပ်နေတော့မှအဖိုးကြီးကလျှက်ပြက်ဖြတ်ကန်လိုက်ပြီးစစ်သားရဲ့ခေါင်းကကြောက်တုံးနဲ့သွားဆောက်ခဲ့တာကြောင့်ချက်ချင်းသေဆုံးသွားသလိုသူ့လက်ထဲကတနက်ကတစ်ချက်ပြစ်မိသွားပါတယ်။အခြားဂျာမန်စစ်သားကသူ့ငွေချင်းကအဖိုးကြီးကိုပြစ်တက်လိုက်ပြီလို့ထင်နေပြီးခွေးကိုထပ်ပြစ်မဲ့ဒုတိယအချက်ကိုစောင့်နေခဲ့ပါတယ်။ဒါပေမဲ့အချိန်တော်ကြာတဲ့အထိဘာသာမှမကြားတာကြောင့် သူထွက်လာကြည့်တဲ့အခါမှာအဖိုးကြီးရဲ့ကြောက်တုံးစာမိပြီးလဲကျသွားပါတယ်။မကြာခင်မှာကြောက်တုံးနဲ့ရိုက်ခိုင်းရတဲ့ဂျာမန်စစ်သားနိုးလာခဲ့ပါတယ်။သူမြင်လိုက်ရတာကအဖိုးကြီးကသူ့ကိုယ်သူဒဏ်ရာတွေကိုကုသနေတာပါ။ဒဏ်ရာတွေကတန်အပိုင်းစားတွေကိုဆွဲထုတ်ပြီးသွေးတိတ်သွားအောင်မီးနဲ့လောင်မြိုက်သလိုတန်ကြိုးနဲ့ဒဏ်ရာတွေကိုအစိမ့်လက်ချုပ်တာတွေကိုကြောက်မက်ဖွယ်ရာကောင်းစွာပဲမြင်ကြရပါတယ်။အဖိုးကြီးရဲ့မျက်နှာမှာတော့နာကျင်မှုကိုမတွေ့ရပဲပြင်းထန်တဲ့ဒေါသနဲ့မုန်းတီးမှုတွေပဲရှိနေခဲ့ပါတယ်။အဲဒီနောက်ဂျာမန်လင်းပြန်လဲပြန်တက်သွားပါတယ်။ အဖိုးကြီးကမသေးသေးတဲ့ဂျာမန်စစ်သားကိုလေရင်မောင်းခိုင်းပြီးခွေးကတော့အောက်မှာအစာစားကြံနေခဲ့တာကိုမြင်လိုက်ကြရပါတယ်။တံမှုဘက်ကိုပြန်ကြည့်ရရင်ရွှေတွေရရှိသွားပြီးတဲ့နောက်မှာသူကသူ့ကိုစောင့်နေတဲ့လေရင်စီကိုဥတီသွားခဲ့ပါတယ်။ဓာတ်တွေအလုံးကိုသူကစီစဉ်ချိတ်ဆက်ထားပြီးသားဖြစ်ပုံရပါတယ်။ဒါပေမဲ့လမ်းမှာသူတို့ရဲ့ရင်တန်းကလေရင်ပြက်တစည်းနဲ့လမ်းပိတ်နေတာကိုတွေ့လိုက်ရပါတယ်။တက်ချက်ကသွားစစ်ဆေးလိုက်တော့လေရင်မှုကသေဆုံးနေပါပြီပြီးတော့လေရင်မှုရဲ့လေဘင်းမှာကျိုးပေးထားတဲ့ကျိုးတစ်ချောင်းရှိနေပါတယ် တက်ချက်ကဒီကျိုးကအဖိုးကြီးကိုကျိုးပေးတဲ့နေရာမှာတုံးခဲ့တဲ့ကျိုးဆိုတာသူချက်ချင်းမှတ်မိသွားပါတယ်။ဒါကိုတိလိုက်တဲ့အခါတမူးရဲ့မျက်နှာကချက်ချင်းဖြူဘက်ဖြူရော်ဖြစ်သွားတာပါ။သူကစစ်သားတွေကိုချက်ချင်းခရီးဆက်ဖို့အမိန့်ပေးပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့လေရင်စီကိုရောက်ဖို့မဝေးတော့ဘူးလေ။မျိုးသမီးတွေကိုထိန်းချုပ်ထားတဲ့ဂျာမန်စစ်သားကအရန်စိုးရိမ်နဲ့မျက်နှာနဲ့ကားပေါ်တက်လာပါတယ်။သူကတခြားတငယ်ချင်းတယောက်ကိုဥမှိုင်ကောပဲတားကြည့်ရေအဖိုးကြီးပြန်လာပြီလို့ပြောလိုက်ပါတယ်။သူတငယ်ချင်းကမဖြစ်နိုင်ပါဘူးကွာ။ သူကြိုးပေးခံရလို့တေသွားပြီမင်းစိတ်ကူးရင်မနေနဲ့လို့ပြောခဲ့ပါတယ်ဒီစကားကိုကြားတဲ့အခါမျိုးသမီးတယောက်ကပြုံးပြီးညီမောလိုက်ပါတယ်ဂျာမန်စစ်သားကမင်းကဘာဖြစ်ချင်တာလဲလို့မေးတော့မျိုးသမီးကရုရှားစစ်သားတွေယာနဲ့ချီပြီးမလုံနိုင်တဲ့အရာကိုမင်းတို့လုံနိုင်တယ်လို့ထင်နေတာလားရုရှားစစ်သားယာနဲ့ချီပြီးသူ့ကိုတတ်ဖို့ကြိုးစားခဲ့ပေမဲ့ဘယ်သူမှမတတ်နိုင်ခဲ့ဘူးဖင်လန်လူမျိုးတွေအကုန်လုံးသူ့အကြောင်းကိုသိတယ်ရှင်တို့သူ့ပစ္စည်းကိုသွားယူမိတာကြောင့်ချင်းချားတက်လို့မဟင်းကားချက်ပြီးမြေဩဇာဖြစ်ကြရတော့မယ်လို့ပြောလိုက်ပါတယ် ဂျာမန်စစ်သားကအဲ့ဒီအဖိုးကြီးကမတည်နိုင်ဘူးလို့မင်းထင်နေတာလားလို့မေးတဲ့အခါမှာအမျိုးသမီးကအဖိုးကြီးဟာတေကျင်းတရားကိုအမြဲညှင်းဆန်နေတဲ့သူပဲသူကအဲ့ဒီတေကျင်းတရားကိုရှင်တို့ရဲ့အဖွဲ့ကိုပြန်ပေးမှာလို့ပြောလိုက်ပါတယ်အမျိုးသမီးစကားဆုံးတဲ့အခါမှာပဲဂျာမန်စစ်သားတရားကိုဓားနဲ့ထိုးသွင်းခံကြားလိုက်ရပြီးလဲကျသွားခဲ့ပါတယ်နောက်တော့ရွှေတူးတဲ့ပေါချုံးနဲ့တခြားဂျာမန်စစ်သားတရားကိုလည်းပေါက်ခံထိသွားပါတယ်သူခနာကိုကိုဆွဲချလိုက်ပြီးနောက်မှာတော့တင့်ကားကသူ့ကိုနင်းချေသွားခဲ့ပါတယ်။နောက်ကနေဆိုင်ကယ်မောင်းလာတဲ့ဂျာမန်စစ်သားက ဟေးအဲ့ဒါငါတို့လူလားလို့မေးပေမဲ့ဘေးကသူ့တငယ်ချင်းကဘာမှမပြောခဲ့ပါဘူးအဖိုးကြီးကတော့အခုဆိုရင်ကုန်တင်ကားပေါ်ရောက်လာပြီးအမျိုးသမီးတွေအားလုံးကိုလက်နက်တပ်ဆင်ပေးလိုက်ပါတယ်အဲဒီနောက်အဖိုးကြီးကကုန်တင်ကားမောင်းသူကိုတပ်ပစ်လိုက်ပြီးအမျိုးသမီးကိုကားမောင်းခိုင်းပါတယ်ကုန်တင်ကားမောင်းသူရဲ့ခန္ဓာကိုယ်ကိုဆွဲချလိုက်ပြီးတင့်ကားကအရင်တိုင်းနင်းချေသွားပါတယ်အနောက်ကဆိုင်ကယ်ကတော့ဟေးအဲ့ဒါငါတို့တငယ်ချင်းများလားဆိုပြီးမေးနေပေမဲ့ဘေးကတငယ်ချင်းကဘာမှမပြောပြန်ပါဘူးအဖိုးကြီးကမျိုးသမီးကိုဘရိတ်နင်းခိုင်းလိုက်တဲ့အခါ အနောက်ကလိုက်လာတဲ့တင်ကားကကုန်တင်ကားကိုနောက်ကနေတိုက်ပြီးတော့မလို့ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအခွင့်အရေးကိုအသုံးပြုပြီးအဖိုးကြီးကတင်ကားပေါ်ကိုတက်တိတ်လေးတက်သွားပါတယ်။တင်ကားကကုန်တင်ကားကိုတိုက်ပြီးတော့မလို့ဖြစ်နေတဲ့အချိန်မှာအထက်ကလူတွေကဘာဖြစ်တာလဲဆိုပြီးတန်တရားဝင်သွားပါတယ်။တင်ကားထဲမှာတော့တံမှုတက်ချက်နဲ့တင်ကားမောင်းတဲ့စစ်သားတယောက်တို့ရှိပါတယ်။တံမှုကဘာဖြစ်နေတာလဲပြောစမ်းပါဦးလို့မေးတဲ့အခါတင်ကားမောင်းသူစစ်သားကလှမ်းကြည့်လိုက်တော့ကုန်တင်ကားပေါ်ကဂျာမန်စစ်သားလက်တစ်ဖက်ကလှုပ်ပြနေတာမြင်လိုက်ရပါတယ်။ ။ဒါကြောင့်တက်သားကဘာပြဿနာမှမရှိတဲ့အကြောင်းပြန်ပြောလိုက်ပြီးသူတို့တွေခရီးဆက်လာပြီးတိတ်မကြခင်မှာပဲအမျိုးသမီးတွေရဲ့ truck ကားကရှေ့မှာရှိတဲ့ဂျာမန်စစ်သားတွေရဲ့ကားနဲ့ကပ်မောင်းလိုက်ပြီးသူတို့တွေကြောင်အန်းနေတဲ့အချိန်မှာပဲဂျာမန်စစ်သားအလုံးကိုပစ်တက်လိုက်ကြပါတော့တယ်။တင်ကာမောင်းတဲ့တက်သားကဒါကိုမြင်ပြီးတက်မှုကိုပြောပြပေးမယ်။တက်မှုကပေါ်တာဆွဲလာတဲ့ကောင်တွေပဲသေပါစေ။ငါတို့လေရင်စီမြန်မြန်ရောက်ဖို့ပဲလိုတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဖိုးကြီးရဲ့ပေါချွန်းတန်ကတင်ကားပေါ်ကနေထွက်လာပြီးတက်မှုလည်းအရန်ကြောက်လန့်သွားပါတယ်။ သူကတက်ချက်ကိုအဖိုးကြီးကိုသွားရှင်းဖို့အမိန့်ပေးလိုက်ပါတယ်။တက်ချက်ကအမိန့်ကိုခံယူပြီး1 2 3ဆိုပြီးတင့်ကားကိုချက်ချင်းရက်ခိုင်းလိုက်ပါတယ်။တင့်ကားရက်သွားတာနဲ့အဖိုးကြီးရဲ့ခန္ဓာကိုယ်ကလွင့်ထွက်လာပြီးတက်ချက်ကလည်းချက်ချင်းပြစ်ပါတယ်။ဒါပေမဲ့အဖိုးကြီးကလည်းမြန်ဆန်စွာပဲတင့်ကားနာကိုပြန်ကတ်ပါတယ်။နောက်တော့တင့်ကားဘော်ကိုပြန်တက်လာပြီးတက်ချက်နဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပါတယ်။အလုံးတီးကြတဲ့အတိုင်းအသုံးမကျတဲ့ချင်းကြတက်ကြတယောက်ကအဖိုးကြီးကိုဘာမှမလုပ်နိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်စလုံးလိမ့်ကျသွားခဲ့ပါတယ် ဒါကိုမြင်တဲ့အခါတံမှုကတင့်ကားကိုချက်ချင်းမောင်းပြီးဖို့မိန့်ပေးပါတယ်။တက်ချက်ကိုပြန်ကယ်ဖို့လုံးဝစိတ်မဝင်စားပဲလစ်သွားတာပါ။အဖိုးကြီးအတွက်တက်ချက်ကိုကောင်းကောင်းပညာပေးဖို့အတွက်အခွင့်အရေးရတာပါပဲ။အဲ့ဒီအချိန်မှာပဲအနောက်ကဆိုင်ကယ်မောင်းလာတဲ့လူကခက်မမိုက်မောင်းဝင်လာခဲ့ပါတယ်။တက်ချက်အတွက်မျောလင်းချက်ရောင်နေတန်းလာတာပါပဲ။ဒါပေမဲ့အဖိုးကြီးကပေါင်ချုံးကိုမြှောက်လိုက်ပြီးရှေ့တိုးမလာနဲ့ဆိုပြီးဟန်လေးပဲပြလိုက်ပါတယ်။ဒါကိုမြင်တဲ့အခါစစ်သားနှစ်ယောက်ကဒီအဖိုးကြီးကတကယ်ကိုမသေးနိုင်ဘူးပဲလို့ပြောပြီးတနက်တွေပြစ်ချကထွက်ပြေးသွားခဲ့ကြပါတော့တယ်။ အဲ့ဒီနောက်ထွက်သွားပြီးတဲ့နောက်မှာဖိုးကြီးကတက်ချက်ကိုလွှတ်ထားပေးပြီးဆိုင်ကင်နဲ့တင်ကားနောက်ကိုလိုက်သွားပါတယ်။တက်ချက်ကတော့အစပိုင်းမှာသူလွတ်မြောက်သွားပြီလို့ထင်ခဲ့ပေမဲ့သူအနောက်ကနေလက်နက်အပြည့်စုံနဲ့အမျိုးသမီးတစု ရောက်လာတာကိုမြင်လိုက်ရပါတော့တယ်။ထိုက်တန်စွာလက်စားချီတဲ့အချိန်ရောက်လာခဲ့ပါပြီ။အဲ့ဒီနောက်အချိန်နှဲငယ်ကြာပြီးတဲ့နောက်တက်မှုရဲ့တင်ကားဟာစောင့်ဆိုင်းနေတဲ့လေရင်စီကိုရောက်လာပါတယ်။ရက်စားစစ်သားတယောက်လည်းစောင့်နေတာကိုတွေ့ရပါတယ်။ကြည့်ရတာဒီလေရင်ကလည်းရုရှားလေရင်ဖြစ်ပုံရပါတယ်။ တမူးကတင်သားမောင်းသူတက်သားကိုတတ်ပစ်လိုက်ပြီးသူတို့နှစ်ဦးစလုံးလေရင်ပေါ်တက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအဖိုးကြီးကဆိုင်ကယ်ကိုအမြန်ဆုံးနှုံနဲ့မောင်းနှင်လိုက်လာခဲ့ပါတယ်။စက်တနပြစ်တံထွက်ပေါ်လာပြီးရုရှားစစ်သားတယောက်ကိုထိခဲ့ပေမဲ့လေရင်ကိုတော့ရက်တက်နိုင်ခြင်းမရှိခဲ့ပါဘူး။အဖိုးကြီးကမော်တော်ဆိုင်ကယ်နဲ့ဝင်လာပြီးပေါက်ချုံးကိုလေရင်ထဲကိုထိုးသွင်းလိုက်ပါတယ်။ဒါပေမဲ့လေရင်ကိုတော့ဘာမှမဖြစ်စေနိုင်ပါဘူး။တမူးတို့ကလေရင်ကိုအေးအေးဆေးဆေးမောင်းတက်သွားခဲ့ပြီးအဖိုးကြီးကိုမြင်ရသေးလားလို့မေးလိုက်ပါတယ်။ အောက်မှာကြံခဲ့တဲ့ဆိုင်ကယ်ကိုကြီးလိုက်ပြီးသူအောက်မှာကြံခဲ့တယ်လို့ထင်နေခဲ့ပါတယ်။တံမှုကတော့အဖိုးကြီးပါမလာခဲ့တာကြောင့်အရန်ကို စိတ်သက်သာရာရသွားပုံပေါ်ပါတယ်။ဒါပေမဲ့တကယ်တော့အဖိုးကြီးကလေရင်ကိုပေါက်ချွန်းနဲ့ပေါက်ပြီးလိုက်လာခဲ့တာပါ။အဖိုးကြီးကလေရင်ပေါ်တက်ဖို့ကြိုးစားရင်းနဲ့အခြေပိုင်းကနေအနောက်ပိုင်းကိုလွင့်ထွက်လာပါတယ်။ဇွဲမလျှော့တဲ့အဖိုးကြီးဟာအရန်ကိုပြင်းထန်တဲ့လေဖီအားနဲ့အန်တုပြီးအပေါ်ကိုတက်ဖို့ကြိုးစားနေပါတယ်။နည်းနည်းလေးမှားယွင်းတာနဲ့သူပြုတ်ကြပြီးအသက်သေဆုံးသွားနိုင်တဲ့အခြေအနေပါ။ ။နောက်ဆုံးမှာတော့အချိန်နှင်းငယ်ကြာလာပြီးအဖိုးကြီးလည်းပေါချုံးတဲ့လေရင်ကိုထဲကိုအပေါက်ဖောက်ပြီးလေရင်ဘောကိုအောင်မြင်စွာတက်နိုင်ခဲ့ပါတယ်။သူအပေါ်ရောက်လာတဲ့တံမှုကထွက်လာကြည့်ပြီးနှစ်ယောက်စလုံးပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပါတယ်။ဒါပေမဲ့တိုက်ပွဲအချိန်တွေကအဖိုးကြီးကပဲအထိနာနေခဲ့ပါတယ်။လီယင်ဘော်ရောက်လာတဲ့ချိန်မှာဖိုးကြီးဟာဒံယာတွေအများကြီးရနေပြီးခွန်အားကိုလည်းအကုန်ထုတ်သုံးခဲ့ရတာကြောင့်ပါပဲ။ဒါကြောင့်ဖိုးကြီးဟာတစ်ဖက်သက်အပြင်းထန်တိုက်ခိုက်ခံနေရပါတယ်။တံမှုကစိတ်ရှိတိုင်းရိုက်နှက်နင်းချေနေပေမဲ့ သူ့ရဲ့ရိုက်ချက်တွေဘယ်လောက်ပဲပြင်းပါစေဖိုးကြီးကတော့ပြန်ထလာနိုင်ခဲ့ပါတယ်။နောက်ဆုံးထင်မှန်မထားတဲ့အခိုက်တက်မှာတော့ဖိုးကြီးကတံမှုကိုညှော်လင့်မထားတဲ့အကွက်ကိုတုံးလိုက်ပါတယ်။တံမှုကိုဒုံးကျင်နဲ့ချိတ်ကပြစ်လွတ်ချလိုက်တာ ဖြစ်ပြီးအငိုင်းမိသွားတဲ့တံမှုကဘုံနဲ့တူပြုတ်ကျသွားပါတယ်။စက္ကန့်ပိုင်းတွင်းမှာပဲဘုံကမြေပြင်ကိုရောက်သွားပြီးပြင်းထန်စွာပေါက်ကွဲသွားပါတော့တယ်။ဖိုးကြီးကသူ့ရဲ့ပြင်းထန်တဲ့ဒဏ်ရာတွေရနေတဲ့ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းထူမှတ်လိုက်ပါတယ်။သူကခဏလောက်နားနေခဲ့ပြီးနောက်လီရင်ကအောက်ကိုထိုးဆင်းနေတာကိုသတိထားမိသွားပါတယ်။ အချောင်းကတော့ရရှိထားတဲ့ဒဏ်ရာကြောင့်လေရင်မောင်းသူလည်းတေဆုံးသွားပါပြီ။လေရင်ကထိန်းချုပ်မှုလုံးဝကင်းမဲ့သွားပြီးအောက်ကိုတဟုန်တို့ထိုးဆင်းနေပါတယ်။အဖိုးကြီးကလေထီးတွေလိုက်ရှာနေခဲ့ပေမဲ့လေထီးတစ်စုံမှရှိမနေတော့ပါဘူး။နောက်ဆုံးမှရွေးစရာမရှိတော့တဲ့အတွက်သူကသူ့ကိုယ်သူကျိုးနဲ့လေရင်ကိုထယ်နဲ့ချီနှောင်ပြီးအောက်ကိုအတူလိုက်ဆင်းလာခဲ့ပါတော့တယ်။တစ်ဖက်မှာတော့ဖင်လန်စစ်သားအုပ်စုဟာသူတို့အနာကိုရောက်လာတော့မယ့်အရာတစ်ခုကိုရင်ဆိုင်ဖို့ပြင်ဆင်နေကြပါတယ်။အနာကိုနီးကပ်လာတဲ့အခါမှာတော့ဂျာမန်တင့်ကားတစ်စီးဖြစ်နေတာသိလိုက်ရပါတယ်။ ပိုပြီးအံ့ဩစရာကောင်းတာကဖင်လန်အမျိုးသမီးတွေကမောင်းလာကြတာဖြစ်ပြီးဂျာမန်စစ်သားတယောက်ကိုတော့တနက်ပြောင်းသွားမှခြိထားပါတယ်။သူတို့ကတင့်ကားကိုဘဲကားရလာတာလေလို့မေးတော့အမျိုးသမီးတွေကနာဇီတွေရဲ့ကားဖြစ်ပြီးကျန်တဲ့သူတွေအားလုံးမသာပေါ်သွားပြီးဒီတကောင်ပဲကျန်တော့တယ်လို့ပြောပါတယ်။တဖက်မှာတော့လင်းရင်ပြက်ကြလာခဲ့ပေမဲ့ချွန့်ပွဲတဲကိုကြလာတဲ့အတွက်အဖိုးကြီးဟာအသက်ရှင်ခဲ့ကြောင်းတွေ့မြင်ကြရပါတယ်။ဒါပြင်သူ့ရဲ့လက်ဆွဲတော်ပေါချွန်းတော်သူ့လက်မှာရှိနေတုံးပါပဲ။အဖိုးကြီးကဖြည်းဖြည်းချင်းကုန်းထလာခဲ့ပြီး သူ့ရဲ့မူလခရီးပန်းတိုင်စီဆက်လက်ခရီးနှင်ခဲ့ပါတယ်သူ့ရဲ့ပန်းတိုင်ကတော့ရွှေတွေနဲ့ငွေသားကိုလဲလှယ်ဖို့ပါပဲအဲဒီနောက်သူကစိုက်ကယ်တစီးနဲ့မြို့ကြီးမြို့ကိုရောက်လာပါတယ်အဲဒီစိုက်ကယ်နဲ့ခွေးကိုဘယ်တော့ကဘယ်အချိန်မှာသွားပြန်ယူရဲဆိုတာမသိပေမဲ့ရခဲ့ပြီပဲထားပါတော့အခုဆိုရင်သူရောက်လာတဲ့မြို့ကြီးဟာလည်းစစ်ပွဲကြောင့်တစိတပိုင်းပျက်စီးနေပါတယ်အဖိုးကြီးကစိုက်ကယ်နဲ့မောင်းဝင်လာခဲ့ပြီးဘန်ကိုရောက်တာနဲ့ကောင်တာစီကိုချက်ချင်းရှောက်သွားပါတယ်ပြီးတော့သူကရွှေတွေအားလုံးကိုအပြင်ကိုတုံချလိုက်ပြီးစကားတစ်ခုနဲ့ပြောလိုက်ပါတယ် ဓာတွေကိုငွေသားနဲ့လဲချင်ကြောင်းနဲ့တည်ယူရလွယ်ကူစေဖို့အတန်ကြီးတွေပဲပေးပါဆိုပြီးပြောခဲ့တာပဲဖြစ်ပါတော့တယ်။အဆုံးထိအားပေးခဲ့ကြတဲ့ပရိသတ်ရောက်စီတိုင်းကိုဂျေစုထူးတင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွတိုင်းပြည်နဲ့လူသားမျိုးနွယ်ကိုစိတ်မခတ်တော်သူများအားလုံးကျမ်းမာပေးကင်းကြပါစေ။ကျွန်တော်ကတော့ BDM ရဲ့ရင်ပတ်ကြီးနဲ့တင်ဆက်သူဇေယျာဖေပဲဖြစ်ပါတယ်ခင်ဗျာ။